ဝမ်ချနေပြည်သက်များအလုံးမဲမင်္ဂလာပါရှင်။၃မိနစ်ကျမကြီးအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့တရုတ်နယ်နယ်နဲ့ပတ်သက်တဲ့ကျမ်းမာရေးပို့တူတာလေးပဲဖြစ်ပါတယ်။စွပြုတ်တွေနဲ့အသားဟင်းတွေချက်ပြုတ်စားတော့တဲ့အခါမှာဟင်းခတ်အမွှေးကြိုင်ဖြစ်အသုံးပြုလို့ရှိကြတဲ့တရုတ်နယ်နယ်ပဲစားသုံးခြင်းကကျမ်းမာရေးအပေါ်မှာဘယ်လိုတက်ရောက်မှုရှိစေလဲဆိုတာဘယ်သူမှ သိချာသိမယ်မထင်ပါဘူး။ဒီတော့ဒီအစီအစဉ်လေးကနေတစ်ဆင့်ပြပြပေးခြင်းပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ကယ်စီယမ်မဂနီဆီယမ်နဲ့ပိုတက်ဆီယမ်တို့ပါဝင်တာကြောင့်သွေးဖိအားကိုထိန်းချုပ်ပေးနိုင်ပါတယ်လေလာစမ်းသပ်ချက်တွေအရတရုတ်နိုင်ငံစားသုံးခြင်းဟာကယ်လိုရီတွေကိုလောင်ကျွမ်းစေနိုင်တာကြောင့်ကိုယ်လေးချိန်လျှော့ချနေသူတွေနဲ့တင်တော်ပါတယ်။နောက်တစ်ခုကတရုတ်နိုင်ငံမှာရေတက်85ရာခိုင်နှုန်းခန့်ပါဝင်တာကြောင့်ခနာကိုရေတက်ခန်း6ချင်းကိုကာဝယ်ပေးနိုင်ပြီးတော့ အမြင့်တက်25ရာခိုင်နှုန်းပါဝင်တာကြောင့်အစာခြေဖြတ်ခြင်းကိုအထောက်အကူဖြစ်စေပါတယ်။ပြီးတော့တရုတ်နိုင်ငံမှာ antioxidant တွေများစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ကုခန့်အားစနစ်ကိုကောင်းမွန်စေပြီးကိုရင်းအင်္ဂါတွေကိုတန့်စင်ပေးနိုင်ပါတယ်။နောက်တစ်ခုကတော့တရုတ်နိုင်ငံဟာရောင်ရမ်းခြင်းတွေကိုတတ်တာစေနိုင်တဲ့အစွမ်းရှိရာကြောင့်ထိခိုက်ရှနာတွေဖြစ်တဲ့အခါမှာတရုတ်နိုင်ငံလက်တဆုပ်ခန့်ကိုခြေပြီးတော့ဒဏ်ရာပေါ်အုံပေးခြင်းအဖြစ်နာကျင်မှုကိုတတ်တာစေပြီးအနာကျက်မြန်စေပါတယ်။ ။ရုပ်နဲ့နဲ့ဟာခန္ဓာကိုယ်ရဲ့သွေးရင်း pH တက်ကိုညီမျှစေပြီးတော့ကင်ဆာကိုဓာတ်ဆီးပေးတဲ့ drug ပေါင်းတွေပါဝင်နေတာကြောင့်ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ပြီးတော့ရှားသီးဥတုကြောင့်ခေါင်းတချမ်းကိုက်တာမျိုးနဲ့အေးအေးမွားခြင်းကြောင့်ခေါင်းမကြည်မလဲဖြစ်တဲ့အခါမှာတရုတ်နဏန်ကိုဖျော်ရည်အဖြစ်တောက်သုံးပေးုံနဲ့သက်သာပျောက်ကင်းစေမှာပဲဖြစ်ပါတယ်။သူ့မှာဆိုရင်တော့ဘလို့အဟာရဓာတ်တွေပါဝင်နေလဲဆိုရင်ဗီတာမင် A, ဗီတာမင် K, ဗီတာမင် C, ဘီတာကယ်ရိုတင်၊ဖလက်ဘိုနိုက် ကယ်စီယမ်တန်တက်မဂနီဆီယမ်ဖော့စဖရက်ပိုတက်ဆီယမ်စရာတွေပါဝင်နေပါတယ်။တရုတ်နံနံဖြော်ရည်ကိုတောက်ပေးခြင်းအဖြစ်လည်းကျန်းမာရေးအကျိုးကျေးဇူးတွေများစွာရရှိစေနိုင်ပါတယ်။ဟာရတက်ကြွယ်ဝတဲ့အတွက်တင်းနေစဉ်သုံးဆွဲတဲ့အစားအသောက်တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။တရုတ်နံနံဖြော်ရည်တစ်ခွက်မှာဆိုရင်တော့ကယ်လိုရီများစွာပါဝင်ခြင်းမရှိဘဲနဲ့40ကယ်လိုရီသာပါဝင်ပါတယ်။တရုတ်နံနံဖြော်ရည်မှာအရွက်အနေထားမှာရှိခဲ့တဲ့အညစ်အထက်တွေတော့မရှိတော့ပါဘူး။ဒါပေမဲ့တခြားအဟာရဓာတ်တွေကြွယ်ဝတဲ့အတွက်သိရကျမ်းမာရေးအတွက်များစွာအကျိုးရှိပါတယ်။ အခုဆိုရင်တော့တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ကျန်းမာရေးကောင်းကျိုးတွေနဲ့ဘလို့အဟာရတက်တွေပါဝင်နေလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးကျွေးရှိစေမဲ့ကျန်းမာရေးဘူတူတာလေးတွေကိုကျမတို့ဝမ်းချန်တွေကနေစဉ်ဆက်မပြတ်တင်ဆက်ပေးနေ ਉ မှာဖြစ်ပါတယ်။ဒီတော့ဆက်ဆက်ဆောင်ကြည့်အားပေးကြဖို့မမေ့ကြပါနဲ့လို့ရှင်။ဝမ်းချန်တဲ့ပရိသတ်များအလုံးလေးကြောကပြားတွေကင်းဝေးပြီးတော့တာယာပရှင်နှစ်ပွားတွေကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။